ူတော်ဘာရဲ့တားပြိုသမီးပြို့ကိုအလုံးမတူဘဲနဲ့အာရမပြုတ်ချက်မှကာမီသူမိဆာဆာရကံမြောက်တယ်ဆိုတာကမှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။အမျိုးသားတူကတရားဝင်လက်ထပ်ထင်းများထားတဲ့ဇနီးတူဦးရှိမယ်။ဒါပေမဲ့သူကနောက်ထပ်အမျိုးသမီးတူဦးကိုဒုတိယအကြိမ်မြောက်တရားဝင်လက်ထပ်ပြီးမှအတူနေရဆိုလို့ရှိရင်ကာမီသူမိဆာဆာရကံအမြောက်ပါဘူး။ဖျားလောင်းတော်မှကျွလွန်နေတာပဲကျွန်တော်တို့လည်းလုပ်လို့ရပါတယ်လို့ motivation ပေးနေတာမဟုတ်ပါဘူးမင်္ဂလာပါဒီနေ့ရောထူးထူးခြားခြားဘာသာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခု knowledge sharing လုပ်ပေးခြင်းပါတယ်။ကာဘီသူမိဆာဆာကဝေယမေတိခါမဲ့မာရီယာမီသူ့အိမ်ရာပြန်မခြင်းမှရှောင်ကျယ်ပါ၏လို့ကျွန်တော်တို့ဂါဘာတီလာခရယူတိုင်းမှာစောက်တည်နေကြဖြစ်တဲ့တီလာတပါးအကြောင်းပါ။ဒါနဲ့ပတ်သက်ပြီးတော့ဆရာတော်တွေကလည်းအကျယ်လုံးဝင်တရားဟောတာမျိုးသိပြီးတော့မတွေ့ရပါဘူး။ကျွန်တော်ထင်တော့အငင်းပွားစရာဖြစ်နိုင်တဲ့ခေါင်းစဉ်တစ်ခုဖြစ်တာအကြောင်းလို့မြင်ပါတယ်။ဘုရားဘာသာဝင်တော်တော်များများမှလည်းဒိဗ္ဗကွေဆိုချက်လွဲပြီးတော့မှတ်ယူနေကြတာမျိုးရှိပါရဲ့။ဒါဆိုရင်ကိုကဒီတီလာကိုစောက်တည်ရဲဆိုပါစို့ ဘလိုမျိုးချက်တွေကိုလိုက်နိုင်ရမလဲ။အဲချက်တွေကိုလုံးမရင်တီလာကျိုးပေါက်နိုင်လေ။ဒါနဲ့ပတ်သက်ပြီးတော့ပါဠိအထိပ္ပယ်ဖွင့်ဆိုချက်တွေပါပါဝင်တဲ့အခြေတော်ဝင်ရှင်းပြထားတာမျိုးကိုနားထောင်ကြလဲဆိုရင်တော့ဆရာတော်ဒေါက်တာလန်နာမာလာပြုံတာရဲ့ကာမီတူမေဆာဆာရာဆိုတဲ့တရားတော်ဥရှာပြီးတော့နိုင်လို့ရပါတယ်။ဒီဗီယိုမှာလူတိုင်းနားလည်နိုင်လောက်တဲ့အသုံးလုံးနဲ့အတူချုံးပြီးတော့ပြောပြပေးသွားပါမယ်။အမျိုးသားတွေကကျွန်တော်အခုပြောပြမယ်အမျိုးသမီး၈ဦးနဲ့ပတ်သက်မိရယ်ဆိုလို့ရှိရင်တီလာကျိုးပေါက်ပါရဲ့။ number 1မိအရဲ့အုတ်ထဲမှုအောင်မှာရှိတဲ့အမျိုးသမီး number 2ဖခင်ရဲ့အုတ်ထဲမှုအောင်မှာရှိတဲ့အမျိုးသမီး number 3မိဘနှစ်ပါးလုံးရဲ့အုတ်ထဲမှုအောင်မှာရှိတဲ့အမျိုးသမီး နံပါတ်4ပေါင်ကြီးမောင်ငယ်ရဲ့စောင်းရှောက်မှုအောက်မှာရှိရဲ့အမျိုးသမီးနံပါတ်5အမညမငယ်ရဲ့စောင်းရှောက်မှုအောက်မှာရှိရဲ့အမျိုးသမီးနံပါတ်6တွေးသားတော်ဆက်တဲ့သူရဲ့စောင်းရှောက်မှုအောက်မှာရှိရဲ့အမျိုးသမီးနံပါတ်7အမျိုးအနွယ်ရဲ့စောင်းရှောက်မှုအောက်မှာရှိရဲ့အမျိုးသမီးနံပါတ်8တရားကျင့်ဖို့ရဲ့စောင်းရှောက်မှုအောက်မှာရှိရဲ့အမျိုးသမီးရှင်းအောင်ပြောရရင်ဒီအချက်၈ချက်ထဲကတစ်ခုခုနဲ့ကိုက်ညီတဲ့အမျိုးသမီးတူဦးနဲ့ အမျိုးသားတူကပတ်သက်မိရယ်ဆိုရင်အဲ့ဒီအမျိုးသားဟာကာမီတုမိဆာစာရကဲမြောက်ပါတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးဟာကာမီတုမိဆာစာရကဲမမြောက်ပါဘူးဘာကြောင့်လဲဆိုတဲ့အကြောင်းပြချက်ကတော့ဗီဒီယိုရဲ့နောက်ဘက်မှာပါဝင်ပါတယ်ကျွန်တော်နောက်ထပ်ပြောမယ်အမျိုးသမီး7ဦးနဲ့အမျိုးသားတူဟာဒူနေမိရယ်ဆိုရင်အဲ့ဒီအမျိုးသားဟာကာမီတုမိဆာစာရကဲမြောက်ပါတယ်နံပါတ်1မိရယ်ဝယ်နှဲမှာကလေးကဒါမှမဟုတ် ငယ်စဉ်ကလေးကအမျိုးသားတုံးနဲ့ထိမြဖို့တတ်မှတ်ခံထားရတဲ့အမျိုးသမီး number 2ငွေကြေးပြီးပြီးတော့ပေါင်သိနေထိုင်ထားတဲ့အမျိုးသမီး number 3အမျိုးသားတုံးနဲ့အအလိုလိုပေါင်သိနေထိုင်ထားတဲ့အမျိုးသမီး number 4ပစ္စည်းဥစားပြီးပြီးတော့ပေါင်သိနေထိုင်ထားတဲ့အမျိုးသမီး Number 5အဝိဒ္ဒစာပေးပြီးတော့ပေါင်းသိနေထိုင်တဲ့အမျိုးသမီး Number 6တရားဝင်လက်ထပ်ပေါင်းသိထားတဲ့အမျိုးသမီး Number 7ထင်းခွေရေခဲအလုံးလုံးနေတဲ့သူဒီလိုပြီမလို့စေဘဲနဲ့ခေါ်ယူပေါင်းသိထားတဲ့အမျိုးသမီး Number 8ဒီအမျိုးသမီးနဲ့အတူနေမယ်ဆိုရင်အပြစ်ဒဏ်သင့်မယ်လို့အမိန့်ထုတ်ခံထားရတဲ့အမျိုးသမီး Number 9ကာမအတွက်ပဲပတ်သက်တဲ့ဂျော်အမျိုးသမီး Number 10 ကာမအတွက်ပဲပတ်သက်တဲ့အလုံသမားအမျိုးသမီးနံပါတ်11စနီးဖြင့်ပေါင်းသိမ်းခံထားရတဲ့တုံ့ပန်းအမျိုးသမီးနံပါတ်12အချိန်အပိုင်းခြားဒါမှမဟုတ်ရက်အပိုင်းခြားတတ်မှတ်ပြီးတော့ခိတ္တပေါင်းသိမ်းထားတဲ့အမျိုးသမီးဒီချက်ဆနစ်ချက်တည်းဟာတခုခုနဲ့ kait ညီတဲ့အမျိုးသမီးရဲ့အမျိုးသားတဦးရဲ့အတူနေမိရဲ့ဆိုရင်အဲ့ဒီအမျိုးသားရောအမျိုးသမီးရောနှစ်ဦးလုံးကကာဗီသူမေဆာဆာရဲ့ခိုင်မြောင်းနေပါတယ် ။ဒါကြောင့်လဲဆိုရင်ဒီအမျိုးသမီးဆက်နူလုံးကိုကာမပိုင်လျောက်ချာရှိရသူဖြစ်သတ်မှတ်ထားလို့ပါ။အဲဒီတဲ့ရှင်အောင်မက်ချင်နေဆိုလို့ရှိရင်တော့အမျိုးသားတွေကကိုတရားဝင်အင်တာဗျူးထားတဲ့သူအားလွဲလို့အခြားသူနဲ့အတူနေမိရယ်ဆိုရင်ကပီတိုမိတ်ဆာဆာရကဲမြောက်နေပါတယ်အမျိုးသမီးတွေဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်အရှိမပြောခဲ့တဲ့အင်တာရှိအမျိုးသမီးတို့တတ်မှတ်ထားတဲ့သူ12ဦးဒီသူတို့ရဲ့လေယောင်ကြားအားလွဲလို့အခြားသူနဲ့အတူနေမိရယ်ဆိုလို့ရှိရင်ကပီတိုမိတ်ဆာဆာရကဲမြောက်ပါတယ် ဒီအချိန်ဒီမှာကမ္ဘာပိုင်လျောက်ကြားမရှိရဲ့အမျိုးသမီးရှစ်ဦးကတော့ဒီကံမမြောက်နိုင်ဘူးပေါ့နော်ဒါလို့ဆိုလို့ရှိရင်တော့တော်တော်လေးနားလဲတော်နေလို့ထင်ပါတယ်ဒီဗီဒီယိုလောက်ရတဲ့ရည်ရွယ်ချက်ကနှစ်ခုရှိပါတယ်ပထမအချက်ကတော့အခုကြည့်နေတဲ့သူကဘောဓဘာသာဆိုရင်လည်း အဲတိလငါးပါးတည်းကတပါးအကြောင်းသိချာလေးခြေသေးဝင်ဝင်တည်သွားမယ်ဗုဒ္ဓစ်မဟုတ်တဲ့သူဆိုလို့ရှိရင်လည်းအော်သူတို့ရဲ့ငါးပါးတိလတွေကကာမီတုကံကိုမကျွလို့မရအောင်စောက်ထိုင်းနေဆိုတာကဒါကိုပြောတာပါလားလို့ knowledge တစ်ခုအနေနဲ့တည်သွားစေခြင်းနဲ့စေတနာပါကျွန်တော်တို့ရဲ့မြတ်စွာဘုရားဟာဘုရားမဖြစ်ခင်ပါရမီပြည့်ခြင်းစဉ်ကာလလေးတည်ခြင်းတဲ့ကမ္ဘာတည်းရဲ့အတွင်းမှာဘုဒ္ဓဝါဒဝေရမနိတိခါပဲတမာရီယာမိဘုဒ္ဓစကားဆိုခြင်းမှာ ရှောင်းကျင်မာကြီးဆိုရဲတီလာတပားကိုပဲမင်းမြန်အောင်ဆောင်းထင်းနိုင်ခဲ့ပါတယ်ဆိုတော့ဖျားလန်းဘုရားမှာကာမေတုကံပါဝင်ဂျန်တဲ့တီလာ၄ပါးကိုကျွလုံမိတဲ့ဘဝကြီးရှိတယ်ပေါ့လေဒါကိုပြောရတဲ့ရည်ရွယ်ချက်ကဖျားလန်းတော်မှာကျွလုံခဲ့တာပဲကျွန်တော်တို့လည်းလုပ်လို့ရပါတယ်လို့ motivation ပေးချင်တာမဟုတ်ပါဘူးအင်မတန်ကိုမှ နူးညံ့နေတတိပြုရတယ်ကျွလုံမိဖို့လွယ်ကူတယ်ဆိုတဲ့အချက်ကိုထောက်ပြချင်တာပါဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှပြန်လည်ဆွေးနွေးပါမယ် Bye bye.